Blue Family Channel လေးကနေကြိုဆိုလိုက်ပါတယ်။မျောဆိုတဲ့ကြပြလေးတစ်ပုဒ်ကိုခန်းစားရွပြပေးပါရစေ။မျောထွက်သွားသူ6မျိုးရှိတယ်ပထမတစ်မျိုးကခဏတာထွက်သွားသူဖြစ်တယ်ခဏနေပြန်လာလိမ့်မယ်နောက် ခဏကြာတော့ပြန်ထွက်သွားအောင်မယ်ဒုတိယတစ်မျိုးကမသွားချင်မဲထွက်သွားရတဲ့သူပဲတေချာနှုတ်ဆက်သွားတတ်တယ်နှစ်ဖူးကိုနမ်းသွားတတ်တယ်လုတ်ပေးလိုက်တဲ့မုံကိုအဝတ်နဲ့တယူတရာထုတ်ဖို့ယူသွားတတ်တယ်ဒါပေမဲ့ပြန်လာဖို့ကြာတတ်တယ်ဒါမှမဟုတ်တစုံတစ်ယောက်ကစာလွှာတစ်စောင်ကို အိမ်ဘဝအထိတကားခောက်လို့လာပေးပြီးသူပြန်လာဖို့မဖြစ်နိုင်တော့တဲ့အကြောင်းအဝေးကတဘိုးခရာတန်နဲ့အတူသတင်းလာပို့လိုက်မယ်တတိယတမျိုးကဘယ်တော့မှထွက်သွားမှာမဟုတ်ဘူးလို့ပြောရတဲ့သူပဲသူဘယ်တော့မှပြန်မလာတော့ဘူးစရုပ်ထားတမျိုးကတော့ရုတ်တရက်ပဲအเจ้าမဲ့ပဲအိယာနိုးတဲ့အချိန် ဘေးမှာကိုငွေပူပူလေးပဲခြံထားခဲ့ပြီးပြက်ကွယ်သွားလိမ့်မယ်။ဒါမှမဟုတ်စားရဆောင်လဲခြံရင်ခြံထားခဲ့ပြန်အောင်မယ်။အဲ့ဒီစားကလည်းသူ့ကိုလိုက်မရှာပါနဲ့ဆိုတဲ့စာမျိုးပေါ့။မမျော်လင့်တဲ့အချိန်မှ သူပြန်လာတတ်တယ်။အဲ့ဒီအခါမိအိမ်ကိုပြင်းပြင်းမျက်နှာကိုတေချာကြည့်ရတတ်တယ်။ပြင့်ကိုအိမ်တွင်ကျိုးကျနေသလို့ တွန့်နေတဲ့အရေးပြားတွေဟာသူဘယ်သူလဲဆိုတာဘေဟလိလို့ဖုံးကွယ်ထောင်းမယ်ထွက်သွားခဲ့စဉ်ကဖနက်ကိုပဲစီးနင်းစေဆိုရင်စီးနင်းတွေကြောင့်သူ့ခြေသေးတွေပုတ်နေတတ်တယ်မိအတူတူလှုံရင်းတွန့်ဆုပ်တဲ့စကလုံးတွေနဲ့သူ သူ့အမားကိုဝန်ခံပါလိမ့်မယ်ပြင်စမတစ်မျိုးကတော့ထွက်သွားပြီးမကြခင်မှာပဲပြန်လာခြင်းကဲ့သို့ဖြစ်တယ် ဒါပေမဲ့သူအပြန်လမ်းမမှတ်မိတော့ဘူး။နွယ်ပင်တွေရဲ့ခေါ်ဆောင်ရာမျက်စိလဲခဲ့တယ်။ရှိုးတထောင်ချက်ကဘာရဲ့ဖျားယောင်းရာတော်မော့ခဲ့တယ်။ဝင်းကဘာရဲ့လောင်တန်းမှာသူ့မျက်ရည်တွေကုန်ခဲ့တယ်။သူ့အပြန်လမ်းကို သူပြန်ဩခေါ်ရင်အာခေါင်ခွဲတည်တယ်။ရန်ပန်ရကဘဲကကြားရမှန်းမသိတဲ့အော်တန်တွေကို သူ့ထံကလွန့်ပြန်လာတာလို့တိုက်ဆိုင်ဝန်းနေနိုင်တယ်စထမတစ်မျိုးကတော့ထွက်သွားမယ်လို့မကြမကြပြောနေတဲ့သူပဲသူတကယ်ထွက်သွားတဲ့နေ့မှာတော့စကားတခွန်းမှပြောမသွားတတ်ဘူးသူအဖိုးတန်ပစ္စည်းတွေထားသွားလိမ့်မယ်ဝိညာဉ်တစ်ထဲအဝတ်တစ်ခု ਨੇ လမ်းတစ်လျှောက် ုံမုံဝေဝါမှုအပိုင်းစာတွေနဲ့ထွက်သွားလိမ့်မယ်။တပုံတီးတီးလေးတပုံဟွက်ပြင်းယူသွားသေးရဲ့ဆိုရင်တော့သူတစ်ချိန်ပြန်လာမှာပါ။တောင်ပေါ်တက်နေသူတွေရှိတယ်။သူတို့ခါးတွေချိနဲ့နာကျင်နေတဲ့အထိတောင်ထိပ်ပေါ်တက်နေသူတွေရှိတယ်။ပြီးတော့အဝေးဆုံးကိုကြည့်ရဲ။သူတို့မျက်လုံးတွေမှုန်ကြီးစုပ်ပြက်နေရင်တော့ အဝေးဆုံးစီကိုလှမ်းကြည့်ရေဝင်နေကြတယ်။ညှော်နေသူကတော့တမျိုးတည်းရှိပါတယ်။သူဝေးသုံးထီနားဆင်ပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်